တကောက်ကြောတန်ရာကြောင့်ပွဲကစားနိုင်မှုကာလရှိကြဆောင်ဆိုင်နေရတဲ့ဆာကာဟာအာဆနယ်အသင်းအတွက်ပါဝင်ဖို့အဆင်သင့်ဖြစ်နေပြီလို့နီးပြအာဒီတာကပြောခဲ့ပါတယ်။အာဒီတာကဆာကာအတွက်သတိထားစရာတွေအလုံးပြီးသွားပြီဖြစ်လို့သူ့ကိုမျက်ခင်းပြင်ပေါ်မှာအတုံးပြူရမယ့်အချိန်ရောက်ပါပြီ။သူကလည်းပါဝင်ကစားချိန်နေတာကြောင့်တွန်းအားပေးနေပါတယ်။ဆာကာဟာကျွန်တော်တို့မှရှိနေတဲ့ကြီးမားတဲ့လက်နက်တစ်ခုပါ။ အတင်းပေါ်သူ့ရဲ့တက်ရောက်မှုတွေသူ့ရဲ့အခန်းကဏ္ဍနဲ့ပံ့ပိုးမှုတွေကဘလောက်ထိအရေးပါလဲဆိုတာကျွန်တော်တို့သိပါတယ်လို့ပြောခဲ့တာပါဒီအသည်မှာအစနယ်အတင်းအတွက်ပြိုင်ပွဲစုံ24ပွဲပါဝင်ကစားထားပြီးဂိုးပါဝင်ပတ်သက်မှု23ဂိုးပြုလုပ်ထားတဲ့စကားဟာတကောက်ကျော်တန်ရကြောင်းပြီးခဲ့တဲ့နှစ်ဒီဇင်ဘာကလေးကအနာယူနေခဲ့ရတာဖြစ်ပါတယ်အာဆင်နယ်တင်ဟာပရီးမီယာလိပြိုင်ပွဲမှာအမပေးစရာအဆင့်တနေရာကလီဗာပူးအတင်းနဲ့ဆက်နက်မှအကွာအဆင့်နှစ်နေရာမှာယက်တီနေတာပါဒါပေမဲ့အာဆင်နယ်တင်ဟာချန်ပီယံလိပြိုင်ပွဲမှာကွာတာဖိုင်နယ်ကိုရောက်ရှိနေပြီးလက်ရှိချန်ပီယံရီရဲ့အတင်းနဲ့ရှင်ပြိုင်ရမှာဖြစ်ပါတယ် အဲဒါကြောင့်စာကအတင်းအတွက်ပြန်ပါဝင်နိုင်မှာကယာတီရဲ့အရေးကြီးတဲ့အစိပ်ပိုင်းအတွက်အားကောင်းမှုကိုဖြစ်စေတယ်လို့နီးပြအာရီတာကပြောခဲ့တာပါစာကပြန်ပါဝင်နိုင်မှာဖြစ်ပေမဲ့ပြီးခဲ့တဲ့နိုင်ငံတကာပွဲစဉ်မှာအီတလီအတင်းအတွက်ပါဝင်ကစားရင်ဒဏ်ရာရရှိခဲ့တဲ့နောက်ခံသူကာလာဖီယိုရီဟာရသက်တပတ်အနည်းငယ်ကြာအနားယူရအောင်ပါပါအာဆနယ်အတင်းအား EP နေရမှာပရီးမီးယားလိပွဲစဉ်ဖြစ်ဖူဟန်အတင်းနဲ့ရှင်ပြန်ရမှာဖြစ်ပြီးဖူဟန်အတင်းအိမ်ဝင်းမှာကစားခဲ့တဲ့တုန်းကတကိုးစီတီရလက်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်